မကြာခင်ချင်းတွင်မှာအမေရိကတောင်အမေရိကတိုက်ကြီးမှာစစ်ပွဲတစ်ခုစတင်တော့မှလာစောင့်ကြည့်ကြတော့မှဖြစ်ပါလိမ့်။ကုန်းလုံးဝင်တိုင်းမှုအတွက်အမေရိကန်ကအသိင့်ဖြစ်နေတဲ့အတွက်ကြောင့်ပူတင်ကိုလက်နက်ပေးပါဆိုပြီးတော့မာဒူရိုကတောင်းဆိုလိုက်တာဖြစ်ပါလိမ့်။အမေရိကကိုမူရစ်စေးတဲ့ဒီကတင်သွင်းရဗဟိုချက်နိုင်ငံဖြစ်တဲ့ဗီနီဇွဲလားနိုင်ငံကင်းဦးနဲ့မှာအနည်းဆုံးအမေရိကန်စစ်သည်မော၁၀စီရောက်ရှိနေပြီး ဝိုင်းလာပြီးတော့ကိုယ်နေမကြီးတိုက်ဖို့အသင့်အနေထားပြင်ဆင်ထားပြီးဖြစ်လာကြောင်းဗီနီဇွဲလာသမ္မတမာဒူရိုကမဟာမိတ်ပူတင်ကိုလက်နက်တွေပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်အမေရိကန်သမ္မတထရန့်ကဗီနီဇွဲလားသမ္မတမာဒူရိုဟာအမေရိကန်ကိုကိုကင်းနဲ့မူရစ်ဆေးဝါးတွေတိကတင်သွင်းနေတဲ့မူရစ်အကြံဖက်ခိုင်းခေါင်းဆောင်ဖြစ်ပြီးတော့သူ့ကိုဖမ်းပြီးစုကြည့်ဒေါ်လာအတန်း90ပေးမယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ။နောက်ရှိမှာတော့ဗီနီဇွဲလာကင်းရဲမှာကမ္ဘာအကြီးမားဆုံးမိန်းနှင်းသင်းမောကြီးဖြစ်တဲ့ American ရဲ့ USS Draft 4နဲ့တူစစ်သင်္ဘောအနည်းဆုံး10စီးလောက်ရောက်ရှိနေပါတယ်။ဒါပြင်ဘင်လာဒင်ကိုရှင်းစင်ကအုံပြုတ်ခဲ့တဲ့ sniper scout တွေ data force တွေနဲ့ navy c2 တပ်ဖွဲ့တပေါင်းမှဆေးလွတ်ထားပါတယ်။မကြာခဏ American F35 fighter ဂျလိင်နဲ့ B2 မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေ Venezuela ကမ်းခြေမှာပြန်တန်းနေတာလည်းတွေ့ရပါတယ်။ အမေရိကန်ဟာရပ်ပိုင်းအတွင်းတော်မဟုတ်ဘဲနိုင်ပိုင်းအတွင်းမှာဗီနီဇွဲလားနိုင်ငံတွင်းမှာရှိတဲ့စီးရေးဆောက်တွေကိုပြစ်ခတ်တိုက်ခိုက်ဖို့အသင့်အနေထားပြင်ဆင်ထားပြီးဖြစ်လို့မာဒူရိုမဟာမိတ်ရုရှားသမ္မတပူတင်ကို တောင်းဆိုနေတာဖြစ်ပါလေ။အမေရိကန်ဆိုရထမားတဆင့်ရရှိတဲ့မက်တန်နီကိုဝါရှင်တန်ပို့စ်ကဖော်ပြမှာမာဒူရိုဟာပူတင်စီကနေကာဝေးရေးရတာတွေလေရင်ပြင်ဆင်မှုတွေနဲ့ဒုံးကြီးတွေပေးဖို့တောင်းဆိုထားလို့ဆိုပါလေ။နောက်ရမာဒူရိုဟာတရုတ်နဲ့အီရန်စီကလည်းအမေရိကန်ကိုတံပြန်နိုင်ဖို့လက်လက်တွေ တောင်းဆိုပွဲရှိကြောင်းသတင်းတွေကဖော်ပြနေပါလိမ့်။အမေရိကန်ဗင်နီဇွဲလာနိုင်ငံတွင်ရှိစီးရီလီဒါချစ်စကန်နေမူရီချမ်ဖက်အဖွဲ့တွေတောင်းတဲ့စိတ်ကန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးထိတ်တဲမူရီဂိုင်းကောင်းဆောင်တွေကိုရပ်ပိုင်းနိုင်ပြီးပိုင်းတွင် ကုန်းလင်းမှတိုက်ခိုက်ခြင်းဖြင့်ရှင်းလင်းတော့မယ်လို့သတင်းတွေကြေကြေပြင်းပြင်းထွက်ပေါ်နေပါလိမ့်။ဒီသတင်းနဲ့ဟ ோம் ဟ ோம் မီယာမီဟာရဲသတင်းဌာနက Air Force 1လေယာဉ်ပေါ်မှာတွာလာနေတဲ့ထရန်ကိုစစ်တပ်မင်းများမှမဟုတ်ဘူးလို့ထရန်ကတော့ပြောသွားပါတယ် မိမိအနေနဲ့မာဒူရိုကိုဖျောက်ကြမှာမဟုတ်ကြအောင်ဗီနီဇွဲလာကိုတိုက်မှာမဟုတ်ကြအောင်ထရန့်ကပြောသွားပါတယ်။ဒါပေမဲ့ထရန့်အဇလောင်းကအီရန်နျူကလ িয়ার ဆိုင်ဘာတွေကိုပြစ်ခတ်တိုက်ခိုက်မယ်လို့ဒီနေ့ထွက်စင်ကလည်းဒီလိုညင်းမှုပါတယ်။အဲ့လိုပြောင်းညင်းမိမယ်နိုင်ပိုင်းကြမှာပဲပြစ်ခတ်တိုက်ခိုက်မှုလောက်ခဲ့တဲ့အတွက်သူညင်းရင်တော့ဒီတဲ့ရင်ဟာအမှန်ပဲဆိုပြီးသုံးသပ်နေကြပါတယ်။ဒါကြောင့်မာဒူရိုကလည်းထိတ်လန့်နေတဲ့သဘောရှိပါတယ်။ ဒါပြင်ထရန်ကစကားကိုနှစ်ခွပြောထားပြီးတစ်ဖက်မှာဘာပြောထားလဲဆိုတော့အမေရိကန်အနေနဲ့စစ်ပွဲတွေမှာပေါဝင်ပတ်သက်လူစိတ်မရှိပေမဲ့စစ်ကိုရှောင်ရှားလို့မရဘူးဆိုတော့ပြက်ပြက်သားသားတိုက်ပြီးပြက်ပြက်သားသားအောင်ပွဲခံရတယ်လို့တမန်ထရန်ကကြုံဝါထားကြောင်း AFP သတင်းမှာပြောထားပါတယ်။ဘယ်တော့ကပြောတာလဲဆိုတော့ဂျပန်ဝန်ကြီးချုပ်နဲ့တူအမေရိကန်ရေတပ်ခြေစားစခန်းကိုတွားရောက်စဉ်နျူကလ িয়ার စွမ်းအင်တုံးလေးနေသိမ်းပေါ်ကြီး USS George Washington ဘက်မှာ မရိကန်တက်တွေကိုမင်ကွန်းပြောအောင်တမလားထရန်ကထည့်သွင်းပြောသွားတာပါမရိကန်ရေတပ်ဟာကမ္ဘာအကောင်းဆုံးနျူကလ িয়ার စွမ်းအင်တုံးရင်ကုန်သင်္ဘောတွေလေရင်သင်္ဘောတွေပိုင်ထားတယ်လို့အကောင်းဆုံးနဲ့တိအောင်ဆုံးလက်နက်တွေတက်ထားတယ်လို့ထရန်ကပြောပါတယ်မရိကန်ရေတပ်ကိုမိနိုင်တဲ့နိုင်ငံမရှိသလိုမရိကန်စစ်ရေးစွမ်းအင်တဲ့လက်နက်ကိုရှင်းပြချိန်ချောက်သူလည်းမရှိဘူးဆိုပါတယ်မရိကန်စစ်တပ်ဟာကမ္ဘာအကောင်းဆုံးတွေကိုပိုင်ဆိုင်ထားတယ်လို့သူကဂုဏ်ယူကြွားစွာပြောနေပါတယ် စမဖြစ်အောင်အင်အားနဲ့ကြိုးတင်ဟန်ထားနိုင်ရန်အကောင်းဆုံးဖြစ်ပေမဲ့ရှောင်ရှောင်မရရင်တော့ပြပြတော့တော့အနိုင်ယူတော့မယ်လို့ Trump ကသတိပေးနေပါလေ Trump ကဘယ်နိုင်ငံကိုသတိပေးထားတယ်ဆိုတာကတော့သူ့အနေနဲ့ထည့်သွင်းပြောခြင်းရှိပါဘူးရုရှားကလည်းပြောင်ပြောင်လေးနေဆိုသလိုပါပဲ Caribbean ဒေသမှာအင်အားလုံးကျွန်သုံးနေတဲ့ American စစ်ဘက်ကိုရှုတ်ချပြီးဗီနီဇွဲလာကိုထောက်ခံကြောင်းရုရှားကအတည်ပြုပါလေမြူးစေတပ်ဖြည့်စစ်စင်တဲ့မှာအင်အားလုံးကျွန်သုံးနေတဲ့ American ကို ရှုတ်ချပါတယ်ဒီလိုလောရတွေကအမေရိကန်ပြည်တွင်းဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့နိုင်ငံတကာဥပဒေကိုလည်းချိုးဖောက်တာဖြစ်ပါတယ်လို့ရုရှားနိုင်ငံကြီးဝန်ကြီးဌာနပြောခွင့်ရသူတွေကပြောပါတယ်မြေစေဝါကုံတမှုကိုပြစ်မှတ်ထားနေတာဖြစ်ကြောင်းဝါရှင်တန်ကပြောတယ်ကာရီဘီယံနဲ့ပစိဖိတ်ရှေ့ပိုင်းမှာစစ်စင်းမှာလဲဆုံးရင်းစလေးစီးတိုက်ခတ်ခံရပြီးလူ60တိသေပါတယ်အကြောတိမီလောင်အမေရိကန်ကကာရီဘီယံပင်လယ်မှာဆင်းရဲကြီးတဲ့တိုးမြင့်ခဲ့တာဖြစ်ပါတယ်ရုရှားဟာ ယူကရိန်းကို2022မှာပြေဝကျူးကျော်ပြီးယူကရိန်းနဲ့မြေအများပြားထိခြားထားတဲ့ချိန်နိုင်ငံတကာရှုတ်ချမှုတွေထွက်ပေါ်ခဲ့ပြီးမဲ့အခုတော့အမေရိကန်ကာရေဘီယံမှာအဲ့ဒီလိုလုပ်တာရောဘာလို့မရှုတ်ချတာလဲဆိုပြီးတော့ရုရှားဘက်ကပြောပါတယ်ဗီနီဇွဲလာကောင်းဆောင်ပိုင်းပေါ်မှာလည်းမိမိတို့ရုရှားရဲ့ခိုင်မာထောက်တဲ့ထောက်ခံမှုကိုထပ်မံတည်ပြီးကြောင်း ရုရှားပြောင်းဝင်ပုဂ္ဂိုလ်မာရီယာဇာခါရိုဘာကဆိုပါတယ်ပူတင်နဲ့မာရီယိုကမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရေးသဘောတူညီချက်ကိုခုနှစ်မွေလကမော်စကိုမှာလက်မှတ်ထိုးခဲ့ပါတယ်သမ္မတထရန်အမျိုးမျိုးရာဒုကဖြောက်ချဖို့လုပ်နေတာလို့မာရီယိုကအကျဉ်းခါခါဆွဆွဲနေတာပဲဖြစ်ပါတယ်နောက်တစ်မုတ်ပြောခြင်းပါတယ် တောင်ကိုရီးယားနိုင်ငံဆိုးမျိုးကိုရှီကျင်းဖြင့်ရောင်းနေချိန်တရုတ်စန့်ကျင်ဆန္ဒပြမှုတွေကြီးကျယ်ဖြစ်နေပါတယ်။တောင်ကိုရီးယားနိုင်ငံဂျောင်ဂျူးမှာကျင်းပတဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ဖွဲ့ရဲ့အစည်းအဝေးပြီးဆုံးပြီးနောက်တရုတ်သမ္မတရှီနဲ့တောင်ကိုရီးယားသမ္မတလီဂျီမျိုးအုံတို့တွေ့ဆုံခြင်းမှာရာပေါင်းများစွာသောဆန္ဒပြသူတွေဟာဆိုးမျိုးတော်ကတရုတ်စန့်ကျင်ဆန္ဒပြပွဲကြီးမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ စံနာပြသူတွေကတောင်ကိုရီးယားဟာတောင်ကိုရီးယားနိုင်ငံသားတွေအတွက်ဖြစ်တယ်တရုတ်ဖတ်သွားစားရှိတဲ့စာရည်ရေးတဲ့ဆိုင်းဘုံတွေကန်ဆောင်ရင်ကျွေးတော်ခဲ့ပါတယ်ဟိုနေနေသားရဲ့လူစည်ကားနဲ့ဈေးဝယ်တန်းလျှောက်ချီတက်ခဲ့ပါတယ်အသက်64နှစ်ရွယ်စံနာပြသူကြီးခင်ဟေချောင်းကတော့ liberal democracy ကာကွယ်ကြလို့ပြောပါတယ်ရှီဟိုဇဖယ် free unit ကစံနာပြပွဲစီရင်သူပတ်ဂျွန်ယွန်းကခေါဆောင်မှုကြောင့်ခင်မရင်းနှီးပုံရတဲ့တွေ့ဆုံမှုဟာလက်ရှိပြဿနာကိုမဖြေရှင်းနိုင်ဘူးလို့ယုံကြည်တဲ့အကြောင်းပြောပါတယ် စတနေတာကာလာတွင်တောင်ကိုရီးယားနိုင်ငံစီပထမဆုံးကြိမ်လာလေတဲ့ရှီကျင်းဖြင့်ဟာတရုတ်ပြည်မကြီးဆိုရဟာတောင်ကိုရီးယားဆိုရနဲ့ဆက်ဆက်ရေးအလုံးလေးထားပြီးပူပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ဖို့စိန်ခေါ်မှုတွေကိုပူတွက်တုံ့ပြန်ဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။နေချင်းမြောင်းကမြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းရေးအတွက်စာပြီးထိတွေ့ဆက်ဆံရမှာအစင်လိုက်ချင်းကပ်ဖို့နဲ့နျူကလ িয়ার လက်နက်တွေနောက်ထပ်တည်ထွင်မှုရပ်တန့်ဖို့တောင်းဆိုပါတယ်။ဒါအပြင်မြောက်ကိုရီးယားကိုပြည်သူ့ဘောဆွဲဆောင်မှာကူညီဖို့လည်းတရုတ်ကိုတောင်းဆိုခဲ့ပါတယ်။ ရှင်ချင်းပြည်ဟာတောင်ကိုရီးယားကနေမထောက်ကမီနိုင်ငံတော်စားတော့ပွဲကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ဒါအပြင်တရုတ်သမ္မတရှင်ချင်းပြည်ကတောင်ကိုရီးယားသမ္မတလူချင်းမျိုးကိုစမတ်ဖုန်းနှလုံးလက်ဆောင်ပေးခဲ့ပါတယ်။တစ်လုံးကတော့လူချင်းမျိုးအတွက်နောက်တစ်လုံးကလူချင်းမျိုးရဲ့ဇနီးတဲ့အတွက်လို့ဆိုပါတယ်။ဖုန်းလုံးစုံကိုတလို့တရုတ်ရဲ့နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီ Xiaomi ကထုတ်လုပ်ပြီးတောင်ကိုရီးယားမှာထုတ်တဲ့ display တွေကိုတက်ဆင်ထားတယ်လို့နောက်ပိုင်းမှာချီချင်းပြင်ရဲ့ပြောရေးဆိုခွင့်ဟာပုဂ္ဂိုလ်ကမှတ်ချက်ပေးခဲ့ပါတယ်။ ဖုန်းကင်မရာကိုသမရနှစ်ယောက်ကတူဆန်းသနေရင်လီဂျင်ပြောင်းကဖုန်းတွေအလုံးစုံဘလောက်ကောင်းလဲလို့မေးပါတယ်ရှင်ချင်းမြင်ကရေမမောနဲ့ lowest spine app တွေပေါင်းပါစစ်ကြည့်လို့ရပါတယ်လို့တွန့်ပြန်ပါတယ်ဒါအောင်လီဂျင်ပြောင်းကရန်သဘောကြပြီးလက်ခုပ်လက်ဝါးတီးရေးနေပါတယ်ရှင်ချင်းမြင်ကလူသားတွေမှာနောက်ပြောင်စကားတွေပြောဖို့ခင်းရင်းလေးရှိတာမို့ဒီအချိန်တွေကကျွန်တော်တို့အနေထားပါတောင်ကိုရီးယားနိုင်ငံမျိုးတော်ဆိုးမှာခြေဆိုင်တဲ့တမိုင်းသူတွေတွေကတော့ ကမ္ဘာကောင်းပေါင်းတွေဟာထိလွယ်ရှားလွယ်ဖြစ်နေတဲ့တရှိုးလုံးမှုတွေကိုလူသားထဲမှာထောက်ပြောတာမျိုးကနေတတိကြီးကြီးထားရှောင်ကျင်နေရှိပေမဲ့ဒီပုဂ္ဂိုလ်ရောက်ကတော့ဒီအကြောင်းအရာကိုဤမမောပေါ့ပါပြောခဲ့တယ်လို့မှတ်ချက်ပေးသွားပါတယ်။ပြီးကြတဲ့ပိုင်းတွင်အမေရိကန်နဲ့မဟာမိတ်တွေကတရုတ်နည်းပညာကမ္ပဏီတွေရဲ့ထုတ်ကုန်တွေထဲမှာစပိုင်လုပ်ငန်းတွေတုံးတဲ့စိတ်ပိုင်းတွေလိုအပ်ထည့်သွင်းကြောင်းကြေပြန်းဆွဆွဲပါတယ်။ မေဂန်ပြည်နယ်နဲ့ဩစတြေးလျတို့ဟာတရုတ်စစ်တပ်ရဲ့လုပ်ငန်းစုကြီးဝါဝေးကထုတ်တဲ့ 5G ကွန်ရက်တီပြည်တွင်းမှာတက်ဆင်ခွင့်မှာပိတ်ထားပါတယ်။ကျောင်းကတော့ဝါဝေးဟာတရုတ်အာဏာရကွန်မြူနစ်ပါတီ CCP နဲ့အရန်နီးစပ်တဲ့ဆက်ဆံရေးရှိတာကြောင့်ပါ။ထရိုင်ယံပထမသတ္တမတော်ကရှောင်းမီကိုလည်းနမပြစင်းသွင်းခဲ့ပြီးပြည်သူတွေအနေနဲ့ရှောင်းမီထုတ်ကုန်တွေမတုံ့သင့်ကြောင်းတိုက်တွန်းမှုပါတယ်။ဒါပေမဲ့ရှောင်းမီကအမေရိကန်ဆိုးရွားပေါ်တုံ့ပြန်တရားစုံမှနိုင်ရခဲ့ပြီးနမပြစင်းဖယ်ရှားနိုင်ခဲ့ပါတယ်။ ီးတော့တရုတ်စစ်တပ်နဲ့အဆက်ဆက်ရှိတယ်ဆိုတဲ့ဆွဆွချက်တွေကိုကုမ္ပဏီကခက်ခါတိတိမြင်လာပါတယ်။ရှင်ကြီးပင်နဲ့လီချင်မြောင်တို့ဟာနိုင်ငံစီးပွားရေးပူးပေါင်းဆောင်မှုကိုပုံမှန်မြင့်တင်ဖို့ဖြစ်နိုင်ရည်ဆွနေပါတယ်။နောင်ကိုရီးယားအမေရိကန်ရဲ့ဆင်လာမဟာမိတ်ဖြစ်ပြီးနီးစပ်တဲ့စစ်ဆင်ရေးကိုဆက်လက်ထိန်းသိမ်းထားသည့်တိုင်အောင်လီချင်မြောင်ဟာတရုတ်နဲ့တင်မမှုကိုဖြေလျှော်ပြီးပူပေါင်းမှုကိုအရှင်မြင့်ဖို့လိုလားကြောင်းပြောပါလေ။ဒါကြောင့်လည်းပြည်တွင်းကုစားပြည်တွင်းအင်အားစုတွေကလေကြီးမြောင်းဟာတရုတ်ကိုမျက်နှာအလုံးကြုံပေးပောင်းနေတယ်လို့ဆွဆွဲထားပါဗျ။ ဥမရငေတောင်ကိုရီးယားသမ္မတရောင်ဆိုင်ယူကတော့တရုတ်ဟာတောင်ကိုရီးယားရွေးကောက်ပွဲရလက်ကိုချဲလဲဆွတ်ဖတ်ဖို့စူးစမ်းနေကြောင်းဆွဆွဲပြီးတရုတ်ကတော့ညင်းထားပါတယ်ကျန်းကျင်သူတွေကတော့လီဂျင်မြောက်ဟာရှေ့ကြီးဖြစ်နေဆောင်ပေးတဲ့ Xiaomi ဖုန်းတွေကိုအမေရိကန်အသုံးပြုပွဲမရှိဘူးလို့သုံးသပ်ပါတယ်။အရင်အရေးကြီးတဲ့ဆွေးနွေးပြောဆိုမှုတွေကိုတရုတ်ဖုန်းတစ်လုံးနဲ့လုံဆောင်ဖို့အထိလီဂျင်မြောက်ကအရင်မကိုးလောက်ဘူးလို့ဩစတြေးလျနိုင်ငံလူကျင်းသူတွေတွေကပြောပါတယ်။ဒီအစားမိသားစုနဲ့ဆွေးမျိုးသားချင်းတွေကိုလက်ဆောင်ပေးတဲ့အတိုင်းမျိုးဖြစ်နိုင်တယ်လို့လည်းမှတ်ချက်ပေးသွားပါတယ်။ လောက်ချင်အောင်လောက်ပြီးထင်အောင်စားရတဲ့ trend ကိုဘလို့မှလွတ်ထားပေးလို့မရတော့ဘူးလို့သမ္မတဟောင်းပါရဥပမာကပြောပါလိမ့်။အမေရိကန်မှာသမ္မတ trend ထင်အောင်စားနေတာကိုလွတ်ထားပေးလို့မဖြစ်တော့ကြအောင်သမ္မတ trend ထင်အောင်စားနေတာကိုလွတ်ထားပေးရင်အမေရိကန်နိုင်ငံဟာအကြီးအကျယ်ထိခိုက်နေလာတော့မယ်လို့ဥပမာကပြောပါလိမ့်။လာမယ့်ဒီဘက်မှာကျွန်မမဲ့ရွေးကောက်ပွဲတွေဟာပြည်내နှစ်ခုမှာရှိပြီးတော့ဒီမိုကရက်ပါတီကိုစားပြုအုပ်ချုပ်ရမှုလောင်းတွေအတွက်မဲဆွဲပေးခြင်းမှာဥပမာက trend ရဲ့ဥပဒေမဲ့ အစဉ်ကြီးမဲ့တဲ့လောက်ရက်တွေအလုံးကိုစန့်ကျင်ရမယ့်အချိန်ရောက်ပြီလို့တိုက်တွန်းပြောသွားတာဖြစ်ပါတယ်။ဩဘာမဟာမေဂန်သမားဖြစ်၄နှစ်တက်တန်းနှစ်ချိန်ဆက်တောင်းယူခဲ့ဘူးလို့ဒီမိုကရက်ပါတီရဲ့ဩဇာအကြီးဆုံးနိုင်ငံရေးသမားတဦးအနေနဲ့ယက်တည်နေပါတယ်။သူရဲ့သမားတက်တန်းကိုမှထွန်းကမေဂန်ရဲ့ပထမတက်တန်းကိုဆက်ခံခဲ့တာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်အဲ့ဒီတော့ကလည်းထရန့်ကဟီလိုက်ကလင်တန်ကိုပြက်ပြက်တောက်တောက်ကိုအနိုင်ရပြီးတော့ သူ့အနေနဲ့ရွေးကောက်ပွဲကိုအောင်နိုင်ခဲ့တာပါဟီလိုက်ကလင်တန်ကအိုဘားမမူဝါဒအတိုင်းဆက်သွားမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့မှရှုံးနေသွားတာဖြစ်ပါလိမ့်ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်အော်ချိုမူလောင်းတွေအတွက်မဲဆွေစီဝင်စင်ပေးခဲ့ခြင်းမှာအိုဘားမကထရဲ့ထင်ရှားဆိုင်မှုတွေကိုဆက်ပြီးခွင့်ပြုထားလို့မြန်မာကြောင်းပြောထားပါလိမ့်အခြေအနေကိုလက်တွေ့ရင်ဆိုင်မှုလိုအပ်ကြောင်းအမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒဟာလောလောဆယ်အမှောင်ခက်တဲ့ရောက်နေပြီလို့ဦးမောင်ကပြောပါတယ် ပြည်တွင်းမှာအလုတ်ကန်ရှားပါပြက်လက်မှုလည်းမြောင်များစွာဖြစ်ပေါ်နေကြောင်းအလုတ်ချုပ်မှုမြောင်များတောင်းတဲ့ချီဖြစ်ပေါ်နေကြောင်းနောက်ပြီးတော့ဒီလိုမျိုးစီးပွားရေးကြက်တဲမှုဟာခမ်းမှာတာဝန်ရှိတယ်လို့ဦးဝါကဆိုပါတယ်။ဗာဂျီးနီးယားရဲ့နော်ဖော့တပ်မတော်ပြည်တွင်းအဲ့ဒီမဲဆိုးတွေကိုတရားလာသူတွေကဦးဝါမောက်ကိုတောင်းတောင်းဖြစ်ဖြစ်ထောက်ခံအားပေးပါတယ်။ခမ်းလောက်ရဲ့ကိုတောင်းရုံဘယ်အနေဘလို့စားအမှန်တော့မသိတော့အောင်ရှုပ်ထွေးနေပြီလို့ဦးဝါမောက်ကပြောပါတယ်။လက်ရှိကာလမှာအင်ဂျီရိုကိုယ်တိုင်ကလူတွေကိုဥပဒေမဲ့အစီအကျင့်မဲ့ စိုးငယ်နဲ့စိတ်ထားတဲ့နှုံကြစေအောင်ယူမိုက်စေအောင်လမ်းဖွင့်ပေးနေတယ်လို့ဥပမာကဆိုပါတယ်။ဒီကအပြင်ဥပမာကထရရဲ့လူမှုကြည်ကြေးမူဝါဒကိုအပြင်းထန်ဝေဖန်သွားပါတယ်။နောက်ပြီးမိဘတွေပါဝင်ကုန်သွယ်ပတ်နိုင်ငံတွေပေါ်ခွန်တိုးမြင့်စီကြမှုတွေကိုလည်းလက်လက်လို့တုံးနေတာရှက်ဖို့ကောင်းကြောင်းဝေဖန်ပါတယ်။ဘရိတ်ကန်မျိုးကြီးတွေရဲ့လုံခြုံရေးအကြောင်းပြပြီးစစ်တပ်ခေါ်သွင်းတဲ့လုပ်ရည်လည်းရှုတ်ချပါတယ်။အပြင်ပြည်သူတွေကရောပိကပါတီကိုလည်းအလက်ကားပဲဖြစ်ကြောင်းသူတို့ကတမောစီလို့ဝါလို့လုံးနေတာကိုမထီရဲမကန်ရအောင်ဖြစ်နေကြောင်း ဥပမာကပြတင်ပြောသွားပါလိမ့်။မကြောက်သေးခင်ကလည်းဥပမာဟာအမေရိကန်ဆိုရကဘာကြက်ကိစ္စညှိနှိုင်းမှုစနစ်ပြေလို့ရှတ်ဒေါင်းချတဲ့ကာလပဲမှာထရန့်ကအင်ဂျီတော်ကိုသူ့စိတ်တိုင်းကြပြုပြင်ပြီးမိုးမက်တည်ဆောက်နေတဲ့ပေါ်သယောခဲ့ပါလိမ့်။ဒါပေမဲ့ထရန့်ကအင်ဂျီတော်ကိုမိုးမက်ပြင်ဆင်တဲ့ဟာမိမိရဲ့အများပြည်သူအလူငွေနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအစိုးရဘတ်ဂျက်လုံးဝမဟုတ်ဘူးလို့ပြောပါတယ်။အစိုးရရှင်းအောင်ဖြစ်နေတဲ့အချိန်မှာခါကပါလုပ်ခဲ့လေ။သူတို့တော်လေးအရေးကြီးတဲ့ကိစ္စတွေကိုအာရုံစိုက်နေပုံပေါ်ပါတယ်။ ။ဥပမာအင်ဂျီနီယာရုပ်ကားနံပါတ်မှာလူတွေရဲ့ဖက်နက်တွေရှုံ့မစင်အောင်ဂရုစိုက်ပေးတာလို့အထိပယ်မရှိတဲ့ကိစ္စတွေကိုလုပ်နေတယ်လို့ဆိုပါတယ်။အင်ဂျီနီယာဘောလုံးကိုချက်နေစတဲ့မျိုးကလည်းအရေးကြီးလာလို့ဥပမာကလောင်ပြောင်ပြောသွားပါတယ်။ယူကရိန်းရှိတဲ့ဆင်မနာပြင်တွေကတော့တော်တော်လေးကိုပြောင်းလဲမြန်နေပါတယ်။ယူကရိန်းရှိတဲ့တိကအရှိပိုင်းမျိုးပိုခရမာရုရှားတပ်တွေဝန်ရခံရတဲ့ယူကရိန်းစစ်သားတွေဟာစတဲ့လက်လက်ချနေကြအောင်မော်စကိုကာဝေးဦးကြီးဌာနကဆိုပါတယ်။ မော်စကိုကပြောတာလုံးဝမဟုတ်ဘူးဆိုပြီးတော့ကီဗ်ကပြန်လည်ညင်းဆိုထားပါတယ်။အချင်းတွေကခက်ခဲပြီးပြောင်းလဲမှုမြန်ဆန်တယ်လို့ဒီသတင်းနဲ့ပတ်သက်ပြီးယူကရိန်းစစ်တပ်ကတုံ့ပြန်ပါတယ်။ပိုခရော့ကိုရုရှားစစ်သည်တွေစိတ်ဝင်ထိုးဖောက်နေလင်ကစားတချို့ခရိုင်တွေမှာအချင်းတွေကမမိတို့အားသာတယ်လို့ယူကရိန်းကဆိုပါတယ်။ယူကရိန်းနဲ့အဲ့ဒီဒေသမှာတိုက်ခိုက်ရေးတက်တဲ့အရေးအတွက်တိုးမြင့်လျက်ရှိတယ်လို့ရုပ်ချီးတုံ့ပြန်တက်က Facebook မှာဆိုပါတယ်။ဒါအပြင်ရုရှားတပ်တွေရဲ့ထောက်ပံ့ရေးလက်ကြောင်းကိုယူကရိန်းစစ်သည်တွေကဖျက်တော့လျက်ရှိတယ်လို့ဆိုပါတယ်။ ရုရှားကာဝေးဝန်ကြီးဌာနကတော့ပိုခရော့မြို့နယ်ရုရှားတပ်တွေထပ်မတိုးနိုင်အောင်ကားစီးကိုတက်လာကူတဲ့ယူကရိန်းထုတ်တက်ကိုအနိုင်တိုက်ခိုက်ကြောင်းပြောပါလိမ့်။နောက်ပိုင်းယူကရိန်းစစ်သည်လူရဲ့ဗီဒီယိုကိုတင်ပြီးယူကရိန်းတပ်လက်နက်ချတယ်လို့ရုရှားစစ်ဝန်ကြီးဌာနကတည်ပြပါတယ်။ဗီဒီယိုမှာစစ်ဝတ်ဆောင်ဝတ်ထားသူတို့နဲ့အစိမ်းရောက်ဂျက်ကတ်ဝတ်ထားသူလူတို့ကအခန်းမောင်းတွေနေရာကိုမျက်နှာမူဝါထားနေတာတွေ့ရပြီးရုရှားတပ်တွေရဲ့ဝိုင်းရပိတ်ဆို့ခံရမှုနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြောင်းပြောဆိုနေတာပြသထားပါလိမ့်။ဗီဒီယိုက အစစ်မှဟုတ်မဟုတ်ဆိုတာမသိကြောင်းယူကရိန်းဘက်ကပြောပါတယ်။ရုရှားတပ်ဖွဲ့ချုပ်မျိုးနဲ့စစ်ဝင်ထိုးမှောက်ကြောင်းယူကရိန်းသမ္မတဇီလန်စကီကအရင်ကဝန်ခံမှုပါတယ်။ဒါပေမဲ့ယူကရိန်းကရုရှားတပ်တွေကိုရင်ဆိုင်ဖြေရှင်းနိုင်စေဖြစ်နေတယ်လို့ပြောပါတယ်။မျိုးသင်းရေးထိုးစစ်ကြီးတော့ပိုခရော့တီးရှီယာယူကရိန်းရှိမှဒိုးနက်မှာရုရှားတပ်3,000အဖြတ်ချက်ထားပေမဲ့စစ်မြေပြင်မှာအောင်ပွဲကြီးကြီးမားမားရနေတာမိမိတို့ပဲလို့ဇီလန်စကီကပြောပါတယ်။ပိုခရော့ချင်းတွေကရုရှားစစ်သည်တွေကိုတိုက်ထုတ်ရေးတိုးပန်းနေတဲ့ယူကရိန်းစစ်သည်တွေအတွက်အခက်အခဲဆုံးဖြစ်နေပါတယ်။ ယူကရိန်းစစ်တပ်အကြီးအကဲကလည်းဒါနဲ့ပတ်သက်ပြီးဝန်ခံပါတယ်။ဒါပေမဲ့ရုရှားပြောသလိုဝန်ရပိတ်ဆို့ခံရခြင်းမရှိကြောင်းအခိုင်အမာပြောဆိုနေပါတယ်။ဒါအပြင်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းရဲ့ဒိုနက်ဒေသမှာလျှက်စစ်တပ်ပြတ်တောက်လျက်ရှိပါတယ်။မကြာသေးခင်ကစွန့်ရင်ခြေကန်ဆောင်းနေပေါ်ရုရှားတိုက်ခိုက်မှုကြောင့်တာဝန်ရှိသူတွေကအရေးပေါ်တအားဖြတ်တောက်မှုတွေမဖြစ်မနေလောက်ခဲ့ရပြီနော်။ယူကရိန်းရှေ့ပိုင်းဒိုနက်ဒေသတခုလုံးဒီလိုလျှက်စစ်တပ်ပြတ်တောက်နေရတာဖြစ်ပါတယ်။ ဆောင်းလာဝင်လာခြင်းနဲ့တူရုရှားတပ်တွေဟာပြီးခဲ့တဲ့သတင်းပတ်တွင်ယူကရိန်းရဲ့တအားကွန်ရဲပေါ်တိုက်ခိုက်မှုအရှိန်မြင့်လာပါတယ်။ကရမလင်တပ်တွေဟာယူကရိန်းရှေ့ချမ်းမှာထိန်းချုပ်မှုရဖို့ကြိုးပမ်းတဲ့အနေနဲ့စစ်မီပြည်မှာတဖြည်းဖြည်းရှေ့တိုးဖို့ကြိုးပမ်းနေပါတယ်။အရှိအာနာပါတီအနေနဲ့လျှောက်စစ်တပ်အပြန်လည်ရရှိဖို့လှုံ့ဆော်နေကြောင်းဒိုနက်ဒေတာအုပ်ချုပ်ရေးမှုကထုတ်ပြန်ပါတယ်။ဒါပေမဲ့နောက်ထပ်အသေးစိတ်ကိုတော့ပြောခြင်းမရှိပါဘူး။ ရောမနီယန်နီကလည်းရုရှားရဲ့ညပိုင်းတိုက်ခိုက်မှုတွေဖြစ်ပြီးယူကရိန်းရှေ့တောင်မှာဇာပိုရီးရှားမှာဒေသခံ6000နီးပါးလျှင်စစ်တပ်အပြစ်တောင်းမှုတွေကြုံခဲ့ရကြောင်းအုပ်ချုပ်ရေးမှူးကဆိုပါတယ်။ယူကရိန်းဘက်ကလည်းပြန်လည်ဆိုသလိုရုရှားပလနက်ဒေသ2ပစ်မြို့မှာအခြေစိုက်တဲ့ Rosnak Company ပါယင်းနယ်စိတ်ကန်းကို drone တွေနဲ့ပြင်းထန်တိုက်ခိုက်ပါတယ်။ယင်းနယ်သုံးလုံးကန်နေတဲ့ကွာယင်းနယ်နေသင်းမောတွေလည်းထိခိုက်ပျက်စီးသွားပါတယ်။ပျက်စီးသွားတဲ့ယင်းနယ်နေသင်းမောတွေနဲ့နိုင်ငံသားသင်းမောနှစ်စီးပတ်ဝန်းကျင်ရုရှားနောက်ပိုင်းကထုတ်ပြန်ပါတယ်။ ပလန်နက်ဒေတာကတူပစ်စစ်ကန်ဟာရုရှားရဲ့အဓိကရေနံတင်မှုရေဘဟုချက်ဖြစ်ပြီးတော့နှစ်စဉ်ရေနံတန်ကြိမ်အသန်းနဲ့ရှိတင်မှုလည်းရှိပါတယ်။အခုတက္ကသိုလ်မှကြောင့်ရုရှားရဲ့စွမ်းအင်တင်မှုလုပ်ငန်းတွေသီးသာထောက်ထိခိုက်နှောင့်နှေးစေလိမ့်မယ်လို့မှတ်ချက်ပေးဖော်ပြထားတာဖြစ်ပါတယ်။အင်ဒိုနီးရှားကတော့တရုတ်ကိုပလေးလိုက်ပြီလား။အင်ဒိုနီးရှားရဲ့လုံရညာတရုတ်ကတော့ပေါက်ကွဲနေပါတယ်။တရုတ်တိုက်လေရင်တွေဝယ်ယူဖို့အတွက်တိကျမဆုံးဖြတ်သေးဘူးလို့အင်ဒိုနီးရှားကပြောလာပါတယ်။တရုတ်စီကတပည့်တက်လီနေ ကျင်းပြပဝယ်ယူဖြစ်မယ်ဆိုတာကိုအရင်တော့ကပြောမယ်ခုတော့အင်ဒိုနီးရှားကာကွယ်ဝင်ကြီးဌာနကညင်းဆုံနေပါတယ်အင်ဒိုနီးရှားလေတာတရုတ်လေတာလက်ရှိသုံးနေတဲ့ဂျေတန်တိုက်လေရင်42စီဝယ်မယ်လို့သတင်းတွေကြေကြေပြန်ထပ်ပေါ်တဲ့နောက်ကာကွယ်ဝင်ကြီးဂျာဖိုင်ဂျက်ဆော့ကတိကျမဆုံးဖြတ်ရသေးပါဘူးလို့ဘလွန်ဘတ်ကိုပြောပါတယ်ဒီကိစ္စတွေကမပြီးသေးပါဘူးအင်ဒိုနီးရှားဟာလောလောဆယ်ဘယ်လင်းရင်ဝယ်မလဲဆိုတာလိုက်ကြည့်နေစေပါလို့ပြောပါတယ်နိုင်ငံလေတာကိုအစီအမင်းတွေကိုတိုက်လေရင်မျိုးစားတွေကိုလည်းရွေးချယ်နေစေပါလို့ပြောပါတယ် အစင်လာရဆိုရင်တရုတ်ဟာရုရှားနဲ့နောက်နိုင်ငံတွေရဲ့တက်လက်ရင်တွေကိုသာဝယ်ခဲ့ပြီးဂျေတန်တွေကိုဝယ်ယူဖြစ်နေတော့တရုတ်တက်လက်ရင်တွေကလည်းပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါအချို့ကြောင့်အနာပိုင်နိုင်ငံတစ်ခုအနေနဲ့ကိုယ့်အတွက်တင့်တော်မဲ့အရာကိုလွတ်လပ်လပ်စွစားရွေးချယ်ခွင့်ရှိပါတယ်။လိုအပ်ချက်တွေအတွက်ထိထိရောက်သုံးဝင်မဲ့ဈေးနှုန်းသင့်မဲ့လိုအပ်ချက်တွေကြီးမားမရှိမဲ့တက်လိရင်ဒီမျိုးကိုရှာဖွေနေစေပါလို့ပြောပါတယ်။အော်တိုဘာလာတော့ကလည်းအင်ဒိုနီးရှားကာကွယ်ရေးဌာနကတရုတ်ဂျေတန်တက်လိရင်ဝယ်ယူဖို့နေဆက်ကြောင်းအရေးမပြောခဲ့ပါသေးတဲ့ နိုင်ငံလေတဲ့အစင်းမြင့်နဲ့မိုးကိုတဲ့တိုက်ပွဲဝင်အစင်းမှတ်ကြောက်တင်ခံထားပြီးသားတက်လျင်တွေဝယ်ယူဖို့စဉ်းစားနေကြောင်းကာကွယ်ရေးအရှိတွေကမှတ်ချက်ပေးပါတယ်။ဒါပေမဲ့ဂျေတန်တွေကိုကျင်းသေးပေါ့ဝယ်မယ်လို့တော့တရားဝင်ကြေညာချက်မထုတ်ပါဘူး။ Indonesia American Company Boeing F15 တက်လျင်တွေကိုအကြီးကျယ်အစင်းမြင့်နဲ့ထားတဲ့ F15EH တက်လျင်တွေကိုလည်းဝယ်ဖို့စဉ်းစားနေပြီမဲ့ဈေးရမ်းမြင့်လို့တွန်းဆုတ်နေတာဆိုပါတယ်။ Indonesia အနေနဲ့ဂျေတန်တွေကိုဝယ်ဖို့တိကျမဆုံးဖြစ်ရသေးဘူးပြောပြီးမဲ့ ခြေတန်းနေရာမျိုးတော်ဂျာကာတာမှာပြန်တန်းနေတာမကြခင်မြင်ရလိမ့်မယ်လို့သူကိုယ်တိုင်အော်တိုဘာလလည်းကမှတ်ချက်ပြပြပါလေ။ဒါကြောင့်အင်ဒိုနီးရှားဟာစကားကိုနှမျိုးပြောတာလားဆိုပြီးတော့မေးခွန်းထုတ်စရာဖြစ်နေပါလေ။တရုတ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားဘောမကျင်မလက်ဖြစ်နေပါတယ်။ဒါပေမဲ့တရုတ်ဆိုးရကအဲဒီကနဲ့ပတ်သက်ပြီးတော့အာဆီယံမှာလည်းအင်ဒိုနီးရှားကိုဘာတစ်ခုမှထုတ်ဖော်ပြောခြင်းမရှိသေးပါဘူး။လောလောဆယ်အင်ဒိုနီးရှားကတော့ သူတို့အနေနဲ့လိုက်ပြီးတော့စစ်ဆေးနေသေးပါသုံးသက်နေသေးပါလို့ပြောပါလိမ့်ကျွန်တော်တို့ရဲ့ချုပ်ချောင်းအန္တရာယ်နဲ့မြေပိုင်နဲ့ကာကွယ်ဖို့ကလိုအပ်ချက်ကိုပြည့်မီစေမယ့်လင်းရဲမျိုးစားအလုံးကိုစုံစမ်းမှာပဲလို့အင်ဒိုနီးရှားရဲ့လီဒတ်ဂျီကကပြောပါလိမ့်နောက်ဘက်မှာတော့တမရပရာဘိုဟာစစ်တပ်အဓိပတိဦးစီးချုပ်အနေနဲ့ဂျေဒန်နဲ့ဝယ်ဖို့ရှိမရှိအဓိကဆုံးဖြတ်မယ်လို့လည်းပြောပါတယ် သမပါဘူကတော့ဆုံးဖြတ်ခြင်းမရှိသေးပါဘူးလေလာသုံးသူတွေကခြေတန်းတွေဟာဈေးကွက်ရှိအခြားတက်လေနေတဲ့ဈေးသက်သာမယ်ဆိုပေမဲ့အင်ဒိုနီးရှားလေတန်းမှာထပ်ပေါင်းလိုက်ရင်တော့သူတို့ရဲ့စစ်တပ်တွေစစ်စင်ရေးမြောက်သားမကတခြားနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါလုပ်ငန်းဆောင်မှုရှုပ်ခွေးစေနိုင်ပါတယ်ခြေတန်းစီးကိုတရုတ်က1980ပြည့်နှစ်နှစ်တွေမှာတရုတ်နိုင်ငံတတိယမျိုးဆက်တက်လေရေးဖြစ်ချန်လူးလင်ကော်ပိုရေးရှင်းကစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်ခြေတန်းစီးကတရုတ်မှာကိုတော်တော်လေးကိုတုံးများခဲ့တာဖြစ်ပါတယ် ။နောက်ပြီးတရုတ်မှာအတော်များသုံးမယ်။နောက်ပိုင်းမှာတရုတ်ကတော့ Jaden C ကိုထပ်ပြီးတော့4.5မျိုးဆက် Jaden C ဖြစ်အဆင့်မြင့်နေခဲ့ပါလေ။ဝင်ဟင်မဝင်ဟင်ပြည့် PR15 လို့အဆင့်မြင့်တုံးကြီးတွေပါတက်ထားပါလေ။အင်ဒိုနီးရှားရဲ့လက်ရှိတက်လင်ရင်ချင်းနေရာအင်ဒိုနီးရှားမှာလက်ရှိတက်လင်ရင်စုစုပေါင်း CDR 30ရှိပြီးအမေရိကန်ရော F16 နေရုရှားရော F17 နေ S30 နေ S30 တီးတွေပြည်တယ်လို့ BAE Hot 100နဲ့ 200C တွေပါပါတယ်။ဒါပေမဲ့စစ်စင်နိုင်တဲ့လေယာဉ်ကတော့62စီးသာရှိပါတယ်။ ။ဒါကြောင့်အင်ဒိုနီးရှားအနေနဲ့လည်းဒါဟာလိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက်တကယ်ဝယ်မလားမဝယ်ဘူးလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံမှာယထာတစုပေါ်ဓာတ်ထိုးတိုက်ခတ်မှုဖြစ်ခဲ့ရာလူ၁၀ဦးဆုံးနေထိုင်ရပြီး၉ဦးကအသက်အန္တရာယ်ဆုံးရပါတယ်။အင်္ဂလန်ကင်ဘရစ်ရှယ်ယားမှာသွားနေတဲ့ယထာတစုပေါ်မင်းညားကဓာတ်ထိုးတိုက်ခတ်မှုဖြစ်ပြီးနောက်လူ၁၀ဦးဆုံးနေထိုင်ရပါတယ်။၉ဦးကအသက်အန္တရာယ်ဆုံးရတဲ့အခြေအနေမှာရှိပါတယ်။ဓာတ်ထိုးတိုက်ခတ်မှုနဲ့ပတ်သက်ပြီးလူ၂ဦးကိုဖမ်းဆီးကြောင်းကင်ဘရစ်ရှယ်တပ်ဖွဲ့ကပြောပါတယ်။ရဲတပ်ဖွဲ့ကဒီတိုက်ခတ်မှုတွေဖြစ်ရဟို တေကြာစုံစမ်းခဲ့ပြီးကျန်းဖတ်မှုတိုက်ဖြတ်အရာရှိတွေကစုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်ခီးတွေလိုက်ပါလာတဲ့ရထားဟာဒွန်ဘတ်စကာကနေလန်ဒန်ကင်းခရော့စ်ကိုသွားတဲ့ညနေ6:25မိနစ်ချိန်တိုက်ခတ်မှုဖြစ်ခဲ့တာပါလူတို့လမောင်မောင်သွေးထွက်နေပြီးရထားတွေတင်းပြေးလာကသူတို့မှာဓာတ်ရှိတဲ့ပြေးကြလို့အော်ဟစ်တာကိုတွေ့ရကြအောင်မြင်မြင်သေးသေးတွေကပြောပါလေအဲ့ဒီတော့လူတို့မြေပြင်ပေါ်လဲကြသွားတာလည်းတွေ့ရပါတယ် မင်းဂျောဆာဂီယစတမကဒီထိုင်းလန်ဘွယ်အကြံဖက်တိုက်ခတ်မှုဟာအလွန်မင်းစိုးရိမ်စရာလို့ပြောခဲ့ပြီးဒေသအာဏာပိုင်တွေရဲ့အကြံဉာဏ်ကိုလိုက်နာဖို့ပြည်သူလူထုကိုတိုက်တွန်းခဲ့ပါတယ်။လက်ရှိမှာတော့ပြည်ထောင်ရဲဌာနကဖြစ်စဉ်နဲ့ပတ်သက်လို့လူနှုတ်ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းပြောပါတယ်။အသေးစိတ်ကြက်လက်မသိရပေမဲ့စုံစမ်းစစ်ဆေးမှုတွေမှာပြည်ထောင်ကြံဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ပါပူးပေါင်းပါဝင်နေတယ်လို့ယုံကြည်ရပါတယ်။စောဦးစုံပုတ်ခဲ့ရပြီးကိုဦးကအတန်းအနည်းဆိုးရင်ရပါတယ်ရဲတပ်ဖွဲ့တင်းနေပုံမှုတွေမှာပလေတိုဆိုတဲ့ကုတ်ကိုလည်းထည့်သွင်းခဲ့ပြီး ဒိဗေကတော့ကြံဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေကိုညှိနှွမ်းပါတယ်။နောက်ပြီးတော့အဲ့ဒီကောက်ကိုပြန်အောင်သိပေမဲ့တိုက်ခိုက်မှုကြောင်းရင်းကိုတော့တိအကျမထုတ်ပြန်ရသေးပါဘူး။တိုက်ခိုက်မှုနောက်ကအကြောင်းတရားနဲ့ဝါရကဘာမှမဆိုဖြစ်နိုင်ပါတယ်။ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေကဆောလုံးနေသေးတဲ့အဆင့်မှရှိလို့ဒီအချိန်မှမလိုလားအဲ့တဲ့အရှုပ်ထွေဖြစ်လာစေမဲ့ထင်ကျေးတွေကိုရှောင်တဲ့ကြောင်ရဲကြောက်ကြုတ်ကပြောပါတယ်။တိုက်ခိုက်မှုဟာဒွန်ဂတ်စတာနဲ့လန်ညားပြေခဲ့တဲ့ရထားပေါ်မှာဖြစ်ခဲ့ပြီးတော့ရထားဇေမျိုးတစ်ခုဖြစ်တဲ့ဟန်တန်ဒစီတောင်ဘက်ကိုဦးတည်ပြီးခုံမောင်းခြင်းစတင်ခဲ့တာပါ။ ယရာဟန်တနန်ဘူတာကိုစိုက်ဆိုင်ခြင်းပါပဲလုံချိုရဲတစ်ခွက်တွေကယထာကိုစီးနင်းပြီးခြေနေကိုထင်းသိမ်းနိုင်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဟန်တနန်မြို့တရှိရာကေမရစ်ရှာယာဒေသရဲတစ်ခွက်ကအဲ့ဒီနေရာစီလက်လက်ပြည့်စုံတထားတဲ့ထူးရဲဖွက်တစ်ခွက်တွေပါသွားခဲ့တယ်လို့တည်ပြပါတယ်။ဒီဒေဝန်ကြီးချုပ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ကွယ်မှာဘယ်သူတွေပါဝင်လဲဆိုတာစုံစမ်းဖော်ထုတ်ဖို့အမိန့်ပေးထားပါတယ်။ လန်ဒန်ရှိမဲ့ထားကမ္ပဏီကသူတို့ရဲ့ယထာစီမော်ဒီလိုတိုက်ခတ်မှုဖြစ်ပေါ်ကြောင်းတီးပြခဲ့ပြီးလက်ကလောမှာနှောင်နေမှုတွေကြုံနေလို့ယထာစီခီးသွားတာမျိုးမလုပ်ဖို့ခီးတဲ့တွေကိုညွှန်ကြားထားပါတယ်။